Assalamu alaikum, dear government of Bangladesh and international community. Today, on 10th August 2024, we are here in front of the world. မြန်မာပြည်ပေါ်တိုင်းသားညီကိုမောင်နှမများအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သလိုက်ပါတယ်။ဒီနေ့မှာတော့အာရခတ်တော် A ကိုအမြဲတမ်းထိုးနှံ့နေတဲ့ပေးတခုကတင်ထားတဲ့အရာကိုကျွန်တော်အနေနဲ့တုံ့ပြန်သွားမှာဖြစ်ပါတယ်။ဆိုတော့ဒီတဲ့င်းကအာရကန်အစ်စပန်ယူဆိုတဲ့ ေးမှာတင်ထတာပဲဖြစ်တယ်ဒီပေးမှာအမြဲတမ်းအာရခတ်တော်ကိုရှုံချဝေဖန်ထိုးနှက်ပြီးတော့တင်ထတဲ့ဥစ္စာကအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ဒီတည်ထဌာနကိုတည်ထားဖို့အတွက်ကိုလည်းရခိုင်ပြည်သူပြည်သားများကိုတည်ပေးပြီးတော့တင်ဆက်ထားတဲ့အရာတွေကလည်းရှိနေပါပြီဆိုတော့ကဘာလို့တုံးပြန်တယ်လဲမျက်လုံးစုံမိထားရင်မရဘူးလားမျက်လုံးစုံမိထားလို့မရတဲ့အခြေအနေကိုရောက်လာတယ် ဒီနေ့တင်ထားတဲ့အရာကပိုပြီးဆိုးဆိုးရွားရွားဖြစ်နေတယ်။ဒါကြောင့် Arakan Expand New ဆိုပြီးတော့ရခိုင်လွတ်လပ်တဲ့တည်င်းဌာနတစ်ခုကိုတည်ထောင်ထားတာကအဓိကဒီတည်င်းဌာနရဲ့ပေကကလာတည်င်းဌာနဖြစ်နေတယ်။ဒီတော့ကလာကကလာအလုပ်ကိုလုံးမှာပဲကလာကကလာအလုပ်ကိုလုံးတယ်လို့ရခိုင်ကရခိုင်အလုပ်ကိုလုံးဖို့လိုအပ်ပါတယ်။နော် လုပ်ဖို့လိုအပ်ပါတယ်ဒီတော့ဒီဗီဒီယိုဖိုင်ကိုကြည့်လို့ပြီးရင် sharing တစ်ခြားနဲ့ကူညီပေးကြပါလို့ဥစောပတ္တမကျွန်တော်အနေနဲ့မေတ္တာရက်ခံအပ်ပါတယ်ဆိုတော့ဒီပေးထည့်မှာဗာတင်ထားသလဲ ULAAA ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကိုနိုင်ငံတကာတရားစီရင်ရေးရန်တရားတွေအရေးယူဖို့ရိုဟင်ဂျာဒုက္ခသည်တွေကိုတောင်းဆိုထားတယ်ဆိုတဲ့တည်းသူတို့ကတော့ရိုဟင်ဂျာခေါ်တယ်နော် ရိုးရိုးနဲ့တရိုးတဲ့ရိုးနေတယ်ဒါပေမဲ့ဖတ်ပြတာအစားဆုံးမို့လို့ကျွန်တော်အနေနဲ့ဒီမခေါ်ခြင်းနဲ့နာမည်ကိုထည့်ပြီးတော့အသုံးပြုပြီးဖတ်ရှုရတာပဲဖြစ်တယ်ဆိုတော့က AEN တည်င်းဌာနလား ULAA ထိပ်ပိုင်းကောင်းဆောင်တွေကိုနိုင်ငံတကာတရားစီရင်ရန်တရားတွေကနေပြီးတော့အရေးယူဖို့ရိုဟင်ဂျာဒုက္ခသည်တွေက ဒီကနေ့မေလ23ရက်နေ့မှာဘင်္ဂလားဒေ့ရှ်နိုင်ငံကောဘဇာခရိုင်အတွင်းကဒုက္ခသည်စခန်းနေမှာခိုးလုံနေတဲ့မွတ်စလင်ဒုက္ခသည်တွေကကျောင်းသားလူငယ်တွေပေါင်းပြီးတော့ဆန္ဒထုတ်ဖော်ခဲ့တယ်ဆိုတဲ့တောင်းဆိုတဲ့သတင်းကိုသိရပါတယ်။သူကဗီဒီယိုဖိုင်နဲ့တင်ထားတာဖြစ်ပါတယ်နော်။ဆိုတော့မင်းတို့အနေနဲ့အပီးတရားရှိဖို့လိုအပ်ပြီးဘာလို့လဲဘင်္ဂလားဒေ့ရှ်ကလည်းကန်ထုံးနေတယ် င်းလို့ OIC နိုင်ငံဘလောက်ရှိသလဲဒီနိုင်ငံတွေကငါတော့စီမှာ100လာနေငါတော့စီမှာ90လာနေပြီးတော့ခေါ်တဲ့လူရှိသလားဒီအရာကိုအရင်တွေးဖို့လိုတယ်เนาะရခိုင်ဒေတာမှာနေမယ်ဆိုရင်ရခိုင်ဒေတာရဲ့စီကံဥပဒေလူမှုကျင်းဝတ်တန်းတူရေတူငါတို့အရင်တော့ကလည်းအတူနေခဲ့ကြတယ်เนาะရခိုင်အိမ်မှာ ရေထမ်းပြီးတော့ထမင်းစားရတယ်ရှိတယ်နော်ဒါလက်တွေ့အိုးအိုးပေါက်ခွက်ပေါက်ဖားတယ်လှုပ်ရှားလို့ရတယ်ဆိုက်ကားနင်းနေလှုပ်ရှားလို့ရတယ်ကူလီထားနေလှုပ်ရှားလို့ရတယ်ရခိုင်နန်းဒိုးတူပေါင်ဖတ်ရခိုင်ပြည်မှာနေတဲ့လူသားအချင်းချင်းဘာသာစာတာကြအောင်နေတတ်ရင်နေလို့ရတယ်ဆိုတော့အခု ငါတို့ဒုက္ခသည်တွေပါငါတို့ဒုက္ခသည်တွေပါဆိုပြီးတော့အမြဲတမ်းတောက်လျှောက်អော်နေပေမဲ့လက်ရှိအာရခတတော်အေကဦးဒီတော်မောင်တော်ရသေးတော်အကုန်ပိန်ထားတယ်ဒါကမင်းတို့တွေတီးခြားပြည်နေတောင်းနေတဲ့နေရာတခုနော်ဒါဦးနူးလက်ထကမင်းတို့တွေတောင်းခဲ့တယ်နော်တီးခြားနေမြေတခုသတ်မှတ်ပေးပါဟုတ်ပြီလားဆိုတော့ ဒီလိုဆန္ဒထုတ်ဖို့ပြောဆိုတဲ့အထက်မှာ ULAA ကမွတ်စလင်တွေကို လူမျိုးတုံးတပ်ပြမှု ကျူးလွန်နေတဲ့အကြောင်းတရားဘူဒီတော်မောင်တော်မျိုးနေတဲ့အတွင်က AA တပ်ဖွဲ့ဝင်တွေကမွတ်စလင်တွေအပေါ်လူမဆန်စွာရက်စက်တန်းကျုပ်ခဲ့တဲ့အကြောင်းရခိုင်မီဒီယာတွေကသတင်းအမှားတွေမှာဖြန့်ချီပြီးတော့မွတ်စလင်ရဲ့အခြေအနေတွေကိုပုံမဆိုးရွားအောင် လုပ်နေကြတယ်ဆိုပြီးပြောဆိုထားတယ်။ဟုတ်ပြီ။ ဆန်လားထုတ်ပေါ်တာထုတ်ပေါ်လို့ရတယ်ယင်လေးကပါဖို့လေးလိုတယ်ဆိုတဲ့အတိုင်းဒီရခိုင်ပြည်မှာရှိနေတဲ့အာရခတတ်တော်ကိုဆန္ဒပြတယ်စစ်ကောင်စီခိုင်လို့ဆန္ဒပြတယ်ဟုတ်ပြီနော်ရခိုင်မြောက်ပိုင်းကိုအေအေထိန်းချုပ်ထားစဉ်အတွင်းမှာမွတ်စလင်တသိန်းနဲ့9000ကျော်ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးသွားရပြီးတော့ နောက်ထ9000ကျော်ကလည်းထွက်ပြေးဖို့ပြင်ဆင်နေကြတယ်ဆိုပြီးတော့ထပ်လောင်းရေးသားထားတယ်စစ်တွေကမွတ်စလင်တွေကိုကိုယ်လူမျိုးအချင်းချင်းရောင်းစားနေတာချွေမောင်းထွန်ခင်နေဆန့်လွင်မင်းတို့တွေမတွေးကြသေးဘူးလားဒါမင်းမေနော်မင်းတို့တွေမတွေးကြသေးဘူးလားအချင်းချင်းရောင်းစားနေတာနော်စစ်တွေကမွတ်စလင်များကို နိုင်ငံခြားပို့မယ်ဆိုပြီးတအူးကို သိန်း40တောင်းကပြည်သူစစ်တပ်ရင်းများတို့ပိုးဆောင်နေလေဆိုတဲ့တဲ့ကြာဝကြာရလားနားပါရင်ကြားမယ်လို့တော့ထင်တယ်ဟုတ်လားနားပါရင်ကြားမယ်မျက်လုံးပါရင်မြင်မယ်မျက်လုံးစုံမိန်မထားကြနဲ့ရခိုင်ပြည်စစ်တွေမျိုးတွေကမွတ်စလင်တွေကိုနိုင်ငံခြားပိုးမယ်ဆိုပြီးတအူးကိုသိန်း40နှုန်းနဲ့ခေါ်ဆောင်ကပြည်သူစစ်တပ်ရင်းတွေထဲကိုထိသွင်းနေတယ်လို့တည်င်းတွေမှာရေးသားထားတယ်စစ်ကောင်စီ ဒေသအတွင်းကခရိုနီလုံငန်းချင်းနေနဲ့ပူပေါင်းပြီးစစ်တွေမျိုးနေထေကမွတ်စလင်တွေကိုမလေးချားကိုပို့ဆောင်ပေးမယ်ဆိုပြီးတတုပ်ပီးတတုပ်ခေါ်ယူကရန်ကုန်မျိုးကိုတင်ဆောင်သွားကြတာလေဖြစ်တယ်လို့ဒေသခံတည်င်းအရင်းမြစ်တွေကပြောဆိုထားတာဖြစ်တယ်ရန်ကုန်ကနေကုန်ပစ္စည်းလာပို့တဲ့တင်ပေါ်တွေနဲ့တင်သွားတာပါမွတ်စလင်တွေကစစ်ကောင်စီနဲ့ပနံသိနေတဲ့မွတ်စလင်ခရိုနီတွေကဥဆောင်ပြီးတော့သူတို့အချင်းချင်းကိုလူစုပါတယ် တယောက်ကို340တောင်းတယ်မလေးရှားကိုခေါ်မယ်ဆိုပြီးတော့အယုံတွင်းပါတယ်ဒီလိုတည်အရင်မြေတွေကရေးသားထားတာဖြစ်တယ်မင်းတို့ခရိုနီတွေလေမင်းတို့အရှင်းချင်းလေမလေးရှားပို့မယ်ဆိုပြီး340တောင်းပြီလေတောင်းလို့အပြင်မှာရောက်သလားမလေးရှားကိုမရောက်ဘူးရန်ကုန်ဒလားစိတ်ကန်းကိုရောက်တာနဲ့အကုန်လုံးစစ်တားထည့်ကိုတော်ပို့လိုက်တာတိုက်ပြီးတော့မင်းတို့တနက်ကန်ပြီးတော့အသေးခံတော့เนาะ မင်းတို့ကိုစစ်ကောင်စီကလေပြုံးတိအောင်လုံးနေတာနေမေရာမေဟာကြီးပဲတွေးမနေနဲ့အသက်ရှင်ဖို့အတွက်လည်းတွေးကြเนาะလူမျိုးတုံးကိုတစား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 တရေရှင်းကိုဖြူရှားနေတာဒါတွေကိုလေချွေမောင်နေဆန်းတွေထွန်းခင်မင်းတို့လည်းမတွေးဘူးလားမတွေးဘူးလားရန်ကုန်ကနေကိုပြည်စစ်လာဖို့လေတင်းမောတွေနဲ့တင်ဆောင်တော့တာပါ မွတ်စလင်တွေကစစ်ကောင်စီနဲ့ပဏံသိမ်းနေတဲ့မွတ်စလင်ခရိုနီတွေဥဆောင်ပြီးတော့လုံနေတာဖြစ်ပါတယ်။ကိုတင်သိမ်းဖို့တစ်ခေါက်လာရင်90ကနေချစ်စေကြောက်ခေါ်ယူနေပြီးတော့စစ်တွေမျိုးကယာနန်းချီတဲ့မွတ်စလင်လူငယ်တွေဟာငွေရေးကြေးရေးဆုံးတဲ့အပြင်မှာစစ်တင်တန်းစီကိုတွားနေကြတာဖြစ်ပါတယ်။နိုင်ငံခြားတွားရမယ်ဆိုပြီးတော့ပတ်စံဘယ်လောက်ပဲပေးရပေးရထွက်လာကြတာပါပဲ။ဒါပေမဲ့ရန်ကုန်လေစိမ်းရောက်တော့ သူတို့ကားတွေနဲ့အစဉ်သင်ပဲအဲ့ဒီနားတွေမှာလုံခြုံရေးချထားတာတွေရှိတဲ့ဘယ်ကောမှသွားလို့မရတော့ဘူးသူတို့ခေါ်ရင်းနောက်လိုက်သွားရတယ်စင်ဘူးထန်ဖို့ခေါ်ခဲ့ရတယ်ဒီလောက်ပဲတရားတယ်အဆက်တွေမရတော့ဘူးလို့လူစုဆောင်ခံရတဲ့မိသားစုဝင်တွေက ပြောကြားထားတဲ့သတင်းပဲဖြစ်ပါတယ်ဆိုတော့လက်ရှိစစ်တွေမျိုးအောင်မင်္ဂလာရက်ကွက်မကြီးမြတ်ရက်ကွက်ကတိရက်ကွက်ဘူးမေရက်ကွက်နဲ့ မျိုးအနီးကမွတ်စလင်ကြေးရွာတွေကနိုင်ငံခြားထွက်လို့တဲ့မွတ်စလင်တွေကိုတင်းသွင်းပြီးတော့ခေါ်ယူနေတာလေးဖြစ်ပါတယ်။ဆိုတော့အချင်းချင်းရောင်တုပ်ကုန်ပြီ။နော်ဘာနဘူးကိုတိုက်တူးတွေလို့ခေါ်တယ်။တိုက်တူးတွေလို့ခေါ်တယ်။ဒီအရာကိုမင်းတို့တည်င်းဌာနမတွေးဘူးလား။မတွေးသေးဘူးလား။မတင်စားဘူးဟောဒါကြိုင်း။ဆိုတော့က စစ်ကောင်စီကစစ်တွေမျိုးမှာရခိုင်လူမျိုးတွေကိုပြမှတ်ထားနေပြီးတော့စစ်ဆင်နေပြီးမွ슬လင်လူမျိုးစုတွေကိုအယုံတွင်းစေခိုင်းနေတာတွေဖြစ်တဲ့စစ်တွေစိတ်ကန်းကနေဝင်ရောက်လာတဲ့တင်ပေါ်တွေကိုကုံတင်ကုံချချင်းအပါဝင်မွ슬လင်လူငယ်အများစုကိုစုကင်ပြီးတော့လုတ်ကင်နိုင်ပေမဲ့အလုတ်ကင်အခွင့်အလမ်းတွေကိုရခိုင်နေကြတော့ပိတ်ဆို့ထားတာလေးဖြစ်ပါတယ်စစ်ကောင်စီကဘူးသီးတော်မောင်တော်ဒေသတွေကနေထိုင်နေတဲ့ မွ슬င်ဒေသခံတွေကိုလည်းစီးရဲမှာအသုံးချခဲ့တဲ့အပြင်မှာ2024ခုနှစ်ကလေးကစစ်တွေမျိုးကမွ슬င်လူငယ်တွေကိုအာရခတ်တတော်အလိုမချီကြောင်းအတင်းအကျပ်ဆန္ဒပြခဲ့ခိုင်းတာလေးဖြစ်ပါသေးတယ်ဆိုတော့ငါ့ကိုများကြီးကျင်းကိုဖျက်နေတဲ့စစ်ကောင်စီမင်းတို့ကိုအမေးချွေတယ်လို့ချွေလာပြီဒီတရင်ဆောင်ပါကြတော့အာကန်အစ်စပန်ယူဆိုတဲ့တရင်မတွေးသေးဘူးနဲ့တူတယ် နားမပါဘူးထင်တယ်မျက်လုံးမပါဘူးထင်တယ်ဇုံလုံးကန်းနေပြီလားဒါပဲမေ့စင်တယ်ဆိုတော့ကဲမင်းတို့ဘင်္ဂလားဒေ့ဒုက္ခတွေတွေကနေပြီအာရာခတ်တော်ရဲ့ ULA အရင်ကောင်းဆောင်နေပေါ့ဗါလဲလူအခွင့်ရရှုပေါတဲ့အတွက်လာပြန်နေ ICC ICJ လာဟမ် ICC ICJ လာလက်ရှိမင်းတို့ ရိုဟင်ဂျာဘရာဒါအဖွဲ့ကနေပြီးတော့ကဲထွန်ခင်တို့မင်းအွန်လိုင်းကိုဖမ်းဖို့အတွက်အမိန်ထုတ်ထားတာမင်းအွန်လိုင်းကိုရာချဝတော်ရောက်တော့ပြီဘယ်နှခေါက်ပြန်ပြီလဲမသိဘယ်မှာလဲအမင်းတို့ဖမ်းတာဘယ်မှာလဲဘာလုံးနိုင်တယ်လဲဟိုကအမင်းရွှေရွှေလာပြီနော်ငါတို့ဒီနေမြေကားလူတွေကိုတိုက်ခိုက်ရင်ငါတို့ငါတို့ပဲဒုက္ခရောက်မယ်ဆိုတဲ့အတွေ့အုံနောက်လေးတော့နည်းနည်းထိဖို့လိုအပ်တယ် ဟုတ်ပြီလားမဟုတ်ရင်မင်းတို့တဲ့ကြွက်ခေါင်းထည့်ကိုဝင်တယ်လို့ဖြစ်နေလိုက်မယ်ကြွက်ခေါင်းထည့်မှာလာတာတာလောင်းနေမဖြစ်ဘူးနော်ဘဝဆိုတာဘာကုံရေဘဝရေဝါဘာကုံနဲ့ဝါနဲ့ပေါင်းမှဘဝဖြစ်တာမင်းတို့တဲ့လုံပုံကဘာလဲအာရခတ်တတ်တော် UL AA ရဲ့ထိပ်သီးကောင်းဆောင်တွေကို ICJ ICC မှာ Power and ထုတ်ဖို့အတွက်ဒါဝန်ကငโกကလေးကလေးထောက်ပြပြီးသားဖြစ်တယ် ဒီကောင်တွေကဘယ်အချမ်းနဲ့ဘယ်တောင်းမှာဘလို့ပုံစံနဲ့ဘလို့ပုံစံရှိုးနေပါတယ်ဆိုတာဟုတ်လားဒီတော့မင်းတို့လုံနေတဲ့အရာကိုဟိုကရည်နေလိမ့်မယ်မင်းအွန်လိုင်းကတော့ရာရှာကိုဘယ်နှခေါက်သွားလို့ဘယ်နှခေါက်ပြန်လာပြီလဲမသိဘူးအဲထပ်ပြီးတော့တခုပြောပါဦးမယ် ICC ICJ ဆိုပြီးတရားမအော်နဲ့ ICC ICJ ကရှင်းနေချုပ်ကြီးကတောင်မလေးတယောက်ကိုမဒိန်ကျင်လို့မဒိန်မုံနဲ့ ြေတနာတန်းနေကြတာရောပြီးရလားပြောတော့လူအခွင့်ရေးလူသားအချင်းချင်းဟွာစာနာထောက်ထားရေးချင်းနေတယ်ဟာမတိုင်းချင်းနေဆိုတော့နည်းနည်းလေးစဉ်းစားကြည့်လေကွာဟုတ်ပြီလား ICC ICJ မကလို့မင်းတို့အနေနဲ့ဘာလူသားအခွင့်ရေးပဲဖြစ်ဖြစ်ဒီနိုင်ငံမှာနေဒီနိုင်ငံရဲ့ဥပဒေနဲ့အတိုင်းညီများစွာနေထိုင်ဖို့လိုအပ်တယ်နော်ညီများစွာနေထိုင်ဖို့လိုအပ်တယ် နာမည်တခုပေါ်အဆွေးပြုပြီးတော့ဒီဒေတာဟာငါတို့ဒေတာဆိုလို့မရဘူးမရဘူးလွေလွေလေးတော့ဘယ်အရာမှမရဘူးเนาะတမိုင်းတွေကိုအတူလုံးလို့မရဘူးဒီတော့မွ슬င်နဲ့ရခိုင်အဓိကယုံမှာရခိုင်တွေကိုမွ슬င်တွေကအရင်ဆုံးကတည်းကဘလောက်ထိတတ်ခဲ့တယ်လဲဒါကတမိုင်းမှာဖြောက်ဖြောက်လို့မရတဲ့ကံတာတခုဖြစ်တယ် 1900နှစ်စဉ်တခုမေလ13ရက်နေ့ရခိုင်လူမျိုးများကိုလူမျိုးတုံးတပ်ဖြတ်ခံခဲ့ရတဲ့နေ့တစ်နေ့ဖြစ်တယ်။နိုင်ငံတကာသမိုင်းပညာရှင်များမသိရှိအောင်ဆောင်ထားကြပေမဲ့တကယ်တမ်းပြည်ရမှန်1940ခုရခိုင်သမိုင်းမှာဒီပုံရိပ်တွေကရှိနေပြီးသားဖြစ်တယ်။1940ခုနှစ်ကလားရခိုင်အဓိကရုံစတင်ခဲ့တဲ့ဖြစ်ရချင်းအကြောင်းရင်းကစစ်တွေမျိုးမှစတင်ပြီးတော့ဖြစ်ပေါ်တာဖြစ်တယ်။အင်္ဂလိပ်တပ်များဖြစ်သောရာချဘုကလားစစ်သားများကရခိုင်အမျိုးသမီးများကိုအာဓမပြုကျင့် ရခိုင်အမျိုးသားများကိုဘင်္ဂလီကလာအယတ်သားများနှင့်ပူးပေါင်းရအနိုင်ကျင့်နှိမ့်ဆက်တက်ဖြတ်ခြင်းခံရသမှစားပြီးတော့စားတင်ဖြစ်ပေါ်လာရခြင်းဖြစ်လေသည်ချင်းပြဒနာသည်မြေပုံမျိုးနှင့်မင်းပြမျိုးနှင့်မြောက်ဦးမျိုးနှင့်ကြောက်တော်မျိုးနှင့်များသို့ကူးစားသွားသည်ယင်းကိစ္စကိုရခိုင်နိုင်ငံ၏ခေါင်းဆောင်များဖြစ်ကြသောဦးပညာသည်ဟာဦးသားကျော်ဘုံပေါတာကျော်ဆိုရင် လူတိုင်းသိပါတယ်သူတို့ကပြန်ဖြေပေးသည့်အထပ်ပမျိုးများကအေးစေးညင်ကတ်သွားခဲ့ပါတယ်သို့တော့ အထပ်ပမျိုးနွယ်များမှဘူးသီးတောင်မောင်တော်မျိုးနွယ်များတို့ထွက်ပြေးတော်ကြသောဘင်္ဂလီကလားများနှင့်ဘူးသီးတောင်မောင်တော်မျိုးနွယ်မှပညာတတ်ကလားများကောက်ဆောင်ပြီးတော့ဥဆောင်ကနေခံကလားများနှင့်ပူပေါင်း၍ရင်းတည်တားရှိရခိုင်ရခိုင်မျိုးနွယ်စုတွေတိုင်းရင်းသားများနှင့်ကျေးရွာများကိုအမြင့်မချန်ကျေမှုသုံးသင့်တပ်ဖြတ်ရန်နှိုးဆော်စီယုံကြလေတော်သည့်ရင်းအချိန်မှာမေဂျာဥကျော်ခိုင် ICX ၎င်းကိစ္စကိုထိမ့်သိမ်းရန်စစ်တွေမျိုးမှကလားကောင်းဆောင်များဖြစ်ကြသောဥရစိတ်ချင်းနှင့်ဥစုတမန်ဥဘိုခိုင်စသည်ဖြင့်ကျိုးပန်းတော်လည်းမအောင်မြင်သည့်အပြင်မှာမေဂျာကျော်ခိုင်ကိုတန်မူးသီးတော်မျိုးနယ်ကဂူတာပြင်ကျေးရွာမှာကလားများ၏ပြစ်တက်လိုက်တာကိုခံလိုက်ရတယ်1942ခုနှစ်မေလမှာမောင်တော်မျိုးနယ်ရှိကလားကျေးရွာအားလုံးမှာလူစုပြီးတော့လက်နက်ကင်များကင်ဆောင်လေရဲ့ ရခိုင်ကျေးရွာများကိုတိုက်ခိုက်ပြီးမီရှိုဖျက်ဆီးရှင်များစတင်ပြူလုံလာကြသည်ရခိုင်ကျေးရွာများကိုဝိုင်းထားခြင်းလန္ဒရာများအားဖျက်တောက်ဖျက်ဆီးရှင်တို့ကြောင့်ပြူလုံကြသည် မောင်တော်မျိုးကိုဒုံထားလန္ဒန်ကိုစီဖြင့်ဝိုင်းရထားသည့်ဘင်္ဂလီအား2000ကျော်လောက်ချီမီဟုခမန်းရသည်မောင်တော်မျိုးဝင်ပေါက်ထွက်ပေါက်အလုံးကိုပိတ်ဆို့ထားကြသည်မောင်တော်မျိုးနှင့်ပတ်ဝန်းကျင်ကျေးရွာများကိုလည်းကလားများဝိုင်းရထိုးခုံနေကြသည်ဟုတည်င်းများကြားရသည် ဓာတ်ဒါယာများနဲ့မောင်တော်မျိုးသူမျိုးသားများတက်လာတော်သူများပြီလေမနေလာပြီမောင်တော်မျိုး အလေးရောကားဟုထင်ရပါသည် အိမ်ထောင်စုတစုကမနက်၄နာရီလောက်မှဘူးသီးတောင်တို့ဖောက်ထွက်ပြေးရကားနဲ့ကငင်တန်းယောမကလာများခိုးလွှတ်လိုက်တော့ကြောင့်ပါတော်တော်ပစ္စည်းများအလုံးလေးလူယူခံရပြီးတော့တွေးတန်ရေးရေးဖြစ်မျိုးထေးတို့ပြန်ဝင်ပြေးလာဒီကိုတွေးခဲ့ရသည်ယင်းနှစ်မိုးလင်းသည့်အချိန်မှာစာရွက်ရရပစ္စည်းများကိုထုတ်ပို့ထွက်လာကြခဲ့တာ လမ်းပေါ်တွင်မိမိကဲ့သို့အထုပ်အပိုးများဖြင့်ဟိုဟိုဒီဒီပြေလော့နေကြသောထိတ်လန့်ကြောက်လန့်နေကြသည့်ရခိုင်များအုပ်စုလိုက်အုပ်စုလိုက်တွေ့ရပါသည်ရင်းအချိန်မှာအစိုးရကချိတ်ပိတ်ထားသောဖုန်းကြီးကြောင်းယခုမဟာယခုမဟာဂျန်ဖျားကင်းဝတ်စံပြော်ရအချင်းကေတူးကြောင်းကွယ်လာလေးမှာရခိုင်လူမျိုး9000လောက်စုမိလာကြသည်မြောက်ဖက်ပိုင်းကကရင်ချောင်းရွာမှလူများကို၎င်းမျိုးနင်းသော တောင်ပိုင်းရွာများဖြစ်သည့်မော်ဝင်ရွာ မကြီးချောင်းရွာရေဖုံးပြင်ရွာပန်းတော်ရွာစသည့်ရွာများမှလူများကိုလည်းတွေ့ရသည်အတဘေးကိုကြောက်ရွံ့နေကြသောလူအုပ်ကြီးသည်ကလင်းငိုသံလူကြီးစူတံများနှင့်ပေါ်ပေါ်ညာနေလေသည်ထိုနေ့ကစက်ရှင်တရားသူကြီးအောင်သာကျော်ဘူးသီးတော်ငွေတိုက်ငွေများကိုသိမ်းစေးရန်နှင့်မောင်တော်ကလာများကိုဝိုင်းရန်ထားကြောင်းသိရ၍အကူအညီပေးရန်ရောက်ရှိလာခြင်းဖြစ်သည်ဟုသိရသည်ဦးအောင်သာကျော်ကဘူးသီးတော်သို့ပို့ပေးမည်ဟုပြောသည် မူးသီးတောင်တို့တော့ရန်စောင်းကြီးနေကြစဉ်မိုးသက်လေပင်ကြာရောက်ပြီးမိုးအကြီးအကျယ်ယောနေတော့ကြောင့်မူးသီးတောင်လမ်းပိန်းနေခြင်းကြောင့်ကြာသေးရတာလေဖြစ်တဲ့စေသားအဆောင်ရှောင်းများနဲ့မတော်ပါကလည်းတိုင်းရန်လမ်းတစ်လျှောက်လုံးကလာများနဲ့စောင်းနေကြကြောင်းကိုကြာသေးခဲ့ရတဲ့မနက်9နာရီလောက်မှာအောင်သာကျော်ကနမ်မြစ်တစ်ဖက်ကမှယခုဘင်္ဂလားရှေ့နိုင်ငံတက္ကနတုပူပေးရန်စူးစမ်းမြင်ဖြစ်ကြောင်းလည်းပြောသည်နေ့လယ်6နာရီလောက်မှာအောင်သာကျော်နဲ့အတူ အင်္ဂလိပ်စစ်ဘိုဒေလာနှင့်နီပေါ်ဂိုရခစစ်သားများရောက်ရှိလာပြီးတော့မောင်တော်တင်ဖို့စိတ်တို့ပို့ပေးပါလေအာရကန်ဖလိုတီလာကုမ္ပဏီပိုင်တင်ဖို့များဖြင့်အခေါခေါအခါခါပြည့်စွေတော်လေးမနိုင်မနှင်းဖြစ်လာလေရာလေတံပင်များနေလေပို့ကြသည် မောင်တော်မျိုးတစ်ဖက်ကယခုဘင်္ဂလားရှိနိုင်ငံတကနတ်သို့ရောက်၍မကြာမီညာဖက်မှမောင်တော်မျိုးပေါ်နှင့်နေကျေးရွာမှမိတောင်မိလျာများတလိမ့်လိုင်းတက်လာသည်ကိုလှမ်းတွေးမြင်ရသည့ မောင်တော်မျိုးကိုကျွန်တော်တို့မရှိသည့်နောက်ပိုင်းမှာကလားတွေထောင်တောင်းချီဝင်လာကြရရခိုင်အိမ်များတွင်ရှိသောစာစီစာပကံခွဲရောက်မှအိမ်ထောင်ပရိဘောကများမကြံစိတ်တိုင်းရယူငင်ပြီးနောက်အိမ်များအားကြောင်းများအားမိချိုကြလေသည်ဤအရေးအခင်းတွင်နမ်းမြကန်းချေမှကြေးရော်များဖြစ်ကြသောငခုရချမ်းပြင်းရွံ့ညို့တောင်တရက်အုပ်စားတဲ့ကြေးရော်များသည်လေများဖြင့်နမ်မြတဖက်ကံဘင်္ဂလားဒေ့ရှ်တို့ထွက်ပြေးလွန်မြောက်တော်ကြတော်လေကမ်းခြေနှင်းဝေးတော်ရခိုင် ရခိုင်မျိုးနွေစုဝင်ကြေးရော်များအားလုံးသည်ယော်လုံးကျွတ်အသက်ခံခဲ့ရလေသည်အရှိုးယော်များမှသူများသည်မယူတောင်တန်းကိုပြေးကျော်ပြီးဘူးဒီတောင် ဖတ်သို့ထွက်ပြေးကြသည်ထိုလူများသည်ဘူးဒီတောင်မျိုးအဝင်လက်ဝဲတလူကလာယော်မှကလာများခုံ၍ဒေပွဲဝင်ခဲ့ရလေသည် မောင်တော်မျိုးတောင်ပိုင်းတွင်အသက်ရှင်လွန်မြောက်လာသောကြေးရော်များမှမရှိသလောက်နေပါပါသည်ယော်လုံးကျွတ်လူကြီးလူငယ်လူလတ်ကလေးအလုံးရရဆဆခုတ်တက်ခံခဲ့ရသည်အလေတံညော်ရေးစခန်းကို လန္နာတိုင်ပိုက်ခံရပြီးရေသားအာလုံးနဲ့သူတို့ဇနီးမိယာမိသားစုမကြံကြေးရော်သားအာလုံးတပြတ်ခံလာရတာလေဖြစ်တဲ့မောင်တော်မျိုးနဲ့တောင်ပိုင်းတထုံးပြင်ကြေးရော်နဲ့ရော်တွေကိုကလားများဝိုင်းရံထားတော့အခါဘုံကြီးចောင်းတို့တရော်သားလုံးလူကြီးလူလတ်လူငယ်အာလုံးပြေးဝင်ခိုလုံကြသည်ထို့အခါကလားများသည်ဘုံကြီးចောင်းကိုဒုဒ္ဒလန္နာများဖြင့်ဝိုင်းထားပြီးတော့ဘုံကြီးចောင်းကိုမိရှို့လိုက်သည်ဖြင့် ကလေးလူကြီးမိမဖုန်ကြီးကိုရင်ပို့သူတော့အားလုံးဥယေ900ကျော်အချင်းလက်လက်မိရှိုးတက်ဖြတ်ချင်းခံခဲ့ရသည့်အဆိုပါကြောင်းများတွင်အခုထိဝင်းပြင်ဖြစ်နေပြီးမြေပေါ်တွင်မိသွေးစားများကို တွေးမြင်နိုင်သေးသည့်တဖန်1942ခုနှစ်ကဇွန်လမှဘိုရန်အောင်ခေါင်းဆောင်သောဗမာလွတ်လပ်ရေးတပ်မတော်အဖွဲ့သည်ဘူးသီးတော်မျိုးကိုတိုင်ပိုက်သောအခါဘူးသီးတော်မောင်တော်မျိုးနှင့်အတွင်ချင်းဖြစ်ပေါ်လျက်ရှိသောကလရခိုင်အဓိကရုံးနှင့် ဓာတ်ပစ်ကလာများဤစူပူတောင်းကြမှုကိုတည်ငြိအေးချအောင်ဆောင်ရွက်ရန်မောင်တော်မျိုးနယ်ကိုအုပ်ချုပ်ရေးတာဝန်ပေးထားသောဘွန်ဂလီကလာများနှင့်ဆက်သွယ်ခေရပါသည်၎င်းတို့၏ဖိတ်ကြားချရာဗိုလ်မျိုးညွန်တို့ကောင်းဆောင်သောတဆိတ်တဆိတ်ကိုစေလှယ်၏ချစ်ကြည်၏ငြိမ်ချမ်း၏အတွက်စေစကန်းလိုက်ရန်ကလာကောင်းဆောင်များနှင့်စေလွတ်လိုက်သည့်ယင်းနေ့မှကငင်တန်းကျေရွာဦးရာဒူစာတင်ကြောင်းယခုအာထကကျောင်းဝင်းပလီက ဂလာကောင်းဆောင်များနဲ့ကြည်ကြည်ရဲ့ထမင်းတပွေးတဲ့ဒီခင်းသည်ဆိုလိုသည်ဟုဆိုသည်ဖြင့်ထမင်းစားဝိုင်းဝင်စဉ် BIA တပ်ဖွဲ့ဝင်ပါလာသောလက်နက်များကိုတနေရာတွင်စူးပုံထားလေသည် ထမင်းစားနေစဉ်ပင်ကြိုတင်စီစီထားသောဂလာများက BIA ဗမာလွတ်လပ်ရေးတပ်မတော်အဖွဲ့ကိုဝိုင်းဝန်းခုတ်တားကြသည်ဖြင့်အုပ်ချုပ်သူတပ်မတော်အရာရှိနှစ်ဦးနှင့်နောက်ပါအားလုံးတေဆုံကြရလေသည်1942ခုနှစ်ဂလာရခိုင်အဓိကယုံတွင် မောင်တော်မျိုးမြောက်ပိုင်းမှာယနေ့ထိ လုံးဝပြန်လဲထူထောင်နိုင်ခြင်းမပြုနိုင်သေးပဲပြိုပြပြောင်းဆုံးနေသောရခိုင်မျိုးຫນွေစုကြေးရော်များဇယင်းနဲ့အတီးအကြချပြထားတာတွေရှိပါတယ်ဒါကိုဖတ်ရင်တနေနာလေးပြီးမှမဟုတ်ပါဘူးဆိုတော့ကဒါသိရှိရအောင်တော့အနေအချင်းကလာရခိုင်အဓိကယုံစာမျက်နှာကိုကျွန်တော်အနေနဲ့ဖတ်ချုပ်များဝယ်တင်ဆက်တာပဲဖြစ်ပါတယ်တချို့ကပြောကြတယ်မောင်တော့မှာ ရခိုင်မျိုးနယ်စုမရှိဘူးဘင်္ဂလီကလာတွေပဲရှိတယ်ဘယ်အချိန်လေးကနေမည်စိုးမိုးဖို့အတွက်ဘလောက်ကြံစီလာတယ်လဲဒီအရာကရခိုင်သမိုင်း dictionary မှာရှိပြီးသားဖြစ်တယ်ဒါကြောင့်ရခိုင်ဒေသမှာနေမယ်ဆိုရင်ရခိုင်ဒေသရဲ့စီကြီးစီကံဥပဒေအနက်အညီနေမယ်ဆိုရင်လက်ရှိအာရဟတ်တတော်မှာကလေဘောင်ဂလီလူမျိုးတွေရှိပြီးသားဖြစ်တယ်မွတ်စလင်တွေရှိပြီးသားဖြစ်တယ်သူနေရာနဲ့သူ ်နေရာတကြားလောက်ကင်လျက်ချိနေသူတွေလည်းမြောင်မြောင်စွာရှိပါတယ်ဆိုတော့ကဒီမြေမာနေမယ်ဒီရေကိုတောင်းမယ်ဒီဆံကိုစမယ်ဆိုရင်ဒီမြေအတွက်ဒီရေအတွက်ဒီဆံအတွက်ငါတို့တွေဘာတွေပေးစားနိုင်မလဲဒါပဲတွေးဖို့လိုအပ်တယ်ဆိုတော့ယခု ICC ကိုပို့မယ် ICJ ကိုပို့မယ်ဆိုတဲ့ဝဟာရာလောက်နဲ့တမလာနဲ့ဇေတောက်တလို့အတောက်ခံရလိုက်မယ်လို့ပြောရင်ကျွန်တော်အနေနဲ့ ဒီဗီဒီယိုဖိုင်ကိုဒီနေ့မှာပဲနီကုံချုပ်အဆုံးသတ်ပါတယ်ဆိုတော့အချက်ဟရဒီဆိုရင်ကလာရခိုင်အဒီကရုံရဲ့ဗီဒီယိုဖိုင်ကိုဆက်လက်ရိုက်ကူးတင်ဆက်ပေးဖို့ရှိပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါဒီဗီဒီယိုဖိုင်ကိုကြည့်ရှုနေကြတဲ့မိဘပြည်သူများစိတ်အေးချမ်းသာခြင်းကိုယ်အေးချမ်းသာခြင်းအပေါင်းနဲ့ပြည့်စုံပြီးတော့ချွေလန်းချမ်းမြေ့ကြပါစေ share လေးတစ်ချမ်းနဲ့ကူညီပေးကြပါလို့တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါ Arakan expand you mean node ပြီးပါစေကြားပါစေ拜拜。Bye bye.